ဘယ်တော့မှမလို့တော့ဘူးလို့စိတ်ဆိုးနေရကနေငလင်ပေးအတွက်ဘယ်အမှုပညာရှင်မှမလို့နိုင်သေးတဲ့ပမာဏနဲ့လှူဒန်းပေးခဲ့တဲ့ smile ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစလီ insider page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ smile ပြီးခဲ့တဲ့6လအတွင်းကဖြစ်ပွားခဲ့တဲ့ရေဘီနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေနဲ့ပြဿနာတွေဖြစ်ခဲ့ကြတာပါ smile ကသုံးမကုံအောင်ချမ်းသာပြီးတော့သုံးဖြုံးနေပေမဲ့လည်းရေဘီအထွတ်လူတဲ့အချိန်မှာဒိန်းဆဲချီတာခွဲဝေပြီးတော့လူရန်ခဲ့တာမို့ဝေဖန်ခဲ့ကြတာဖြစ်ပါတယ် smile back ကလည်းသူမစေတနာကိုနားမလဲတဲ့သူတွေကိုတသက်လုံးမလူလို့ပြတ်သားစွာနဲ့ပြောနေကြတာပါ6လအကြာမှာပဲမြန်မာနိုင်ငံကငလင်ဘေးကိုထပ်မံကြုံတွေ့လိုက်ရတယ်ငလင်ဘေးကရေဘီတုံးကထက်ကိုပို့ပြီးတော့ဆိုးဝါး ားသွားခဲ့တာပါ။ငလင်ကြောင်းမို့အဆောက်အုံမြင့်တွေကအများကြီးပြိုကျပျက်စီးသွားခဲ့တာပါ။အဆောက်အုံပြိုသွားတဲ့အထဲမှာလူတွေကလည်းအများကြီးပိတ်မိပြီးတော့အသက်ဆုံးရှုံးခဲ့ရတာပါ။ဒီလိုအခြေအနေနဲ့ရင်ဆိုင်နေရတာမို့လဲအနုပညာရှင်တွေနဲ့ဆယ်လီတွေကတက်နိုင်သမျှအကူအညီပေးနေကြတာဖြစ်ပါရယ်။ Smile လည်းမြန်မာလူမျိုးတစ်ယောက်အနေနဲ့ကိုချင်းစာပြီးတော့အလူငွေလူတန်းပေးလာခဲ့တာပါ။မြန်မာနိုင်ငံအထွတ်ဘယ်တော့မှမလူဘူးလို့တင်ခံထားပေမဲ့လည်းငလင်ဖြစ်ပြီး၃ရက်အကြာမှာမြန်မာနိုင်ငံငလင်ဘေးအထွတ်အလူပေးလာ ာခဲ့တာဖြစ်ပါတယ်။ Smile ကငလင်ဘေးအတွက်သိန်းပေါင်း1113သိန်းကိုအရင်ဆုံးလှူဒန်းပေးလာခဲ့ပါတယ်။ Smile ကဖျားတရားကိုယုံကြည်သူဖြစ်တဲ့အတွက်ငလင်ဘေးလှူတဲ့အချိန်မှာစက်တမီငိမ့်အောင်သိန်းပေါင်း1113သိန်းလှူဒန်းပေးတာဖြစ်ပါတယ်။ ဒါအပြင်အောက်စဘူတော်ရဖုန်ကြီးစီမှာဒိန်ပေါင်း900ကိုထပ်မံပြီးတော့လူတန်းပေးခဲ့ပြန်ပါတယ်။ဒါကြောင့်မို့အားလုံးပေါင်းမယ်ဆိုရင်တော့ဒိန်ပေါင်း1600ကျော်ကိုလူတန်းပေးလိုက်တာဖြစ်ပါတယ်။အနုပညာရှင်တွေမှာဆိုရင်တော့လက်ရှိမှာ ဝင်းမုံရွှေရသာအများဆုံးလူတန်းပေးထားတာဖြစ်ပါတယ်။ဝင်းမုံရွှေရခင်မုံဖြစ်သူကိုနိုင်ဖြိုးချော်ရဲ့ကုမ္ပဏီကနေဒိမောင်းတစ်ထောင်ကျော်လူတန်းပေးခဲ့တယ်လို့ဒီမနေ့ခင်မုံဖြစ်သူကိုပိုင်အလူအဖြစ်ဒိမောင်း300ကျော်လူတန်းပေးခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်စီဖြိုးရဲ့မိခင်ဖြစ်သူဒေါ်တီတီဝင်းကလည်းဒိမောင်းတစ်ထောင်ကိုမတီးပြီးတော့လူတန်းပေးထားတာဖြစ်ပါတယ်။ဘိုင်းတကောကလည်းဒိမောင်း1500ကျော်အထိလူတန်းပေးထားတယ်လို့သိရတယ်။ဒါကြောင့်မို့စပိုင်းကတော့လက်ရှိအချိန်မှာအလူငွေအများဆုံးလူတန်းပေးထားတာလို့ပြောလို့ရပါတယ်။ဒါအပြင်မြန်မာ နိုင်ငံငလင်ဘီကိုပြည်ပနိုင်ငံကအနုပညာရှင်တွေရလဲအရန်ဟိုစိတ်မကောင်းဖြစ်နေကြတာပါကိုရီးယားအနုပညာရှင်တွေဖြစ်တဲ့ Insewon ဆိုရင်လေကိုရီးယားဝန်သန်း30ကိုမြန်မာနိုင်ငံကငလင်ဘီခြုံတွေ့နေရတဲ့ကလေးတွေအတွက်လှူဒန်းပေးထားတာဖြစ်ပါတယ် ဒါအပြင်မင်ဇာကိုရီးယားဇလန်တွေကမင်းသမီးအားလည်းမြန်မာငလင်အတွက်ဝန်သန်း60ကိုလူတန်းပေးထားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ငလင်ပေးဟာမထင်မှတ်ထားလောက်အောင်ကိုပြည့်စည်ဆုံးရှုံးမှုများသွားခဲ့တဲ့အတွက်နိုင်ငံတကာသတင်းတွေမှာလည်းဖော်ပြပေးနေကြပါတယ်ငလင်လုတ်ပြီးရတဲ့၄ရက်ကြာသွားပြီးတချို့နေရာတွေမှာကဲစေတာကိုလက်လျှော့လိုက်ပေမဲ့၄ရက်အကြာမှာ Great Wall Hotel ကနေပြီးတော့ကောင်မလေးတစ်ယောက်ကိုအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပါတယ်အခုလက်ရှိမှာကဲစေပေးနေကြတဲ့လူငယ် Brighter အသင်းတွေလည်းအရန်ကို ပင်ပန်းလုပ်နေကြပြီဖြစ်ပါတယ်။ဘယ်တော့မှမလို့လို့စိတ်ဆိုးနေရကနေငလင်အတွက်ပဲအမှုပညာရှင်မှမလို့နိုင်သေးတဲ့ပမာဏနဲ့လူရန်ပေးခဲ့တဲ့ smile အပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။